ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်မာရူသားလေးတို့ဖုန်းကြီးကတင့်တော်တဲ့ချွေးမလေးကိုရှာပေးထားတာပဲကောင်မလေးကဓာတ်ပုံထဲမှာလည်းလှတာမဟုတ်ဘူးအပြင်မှာလည်းလှတယ်အရေးချင်းလေးရှိတယ်ဖုန်းကြီးပြောတာမှန်တယ်ကောင်မလေးကအရေးချင်းတွေအားလုံးနဲ့ပြည့်စုံတယ် ရင်ကျေးလိုက်မှပြီးတော့အားလုံးမြင်တာနဲ့ခြေတော့ကင်ပြီးအားလုံးနဲ့ကောင်းကောင်းမွန်မွန်စကားပြောတယ်။ထမင်းဟင်းလည်းကောင်းကောင်းချက်တက်ပြီးတော့ကျမရဲ့နှလုံးသားကိုအနိုင်ပိုင်းလိုက်ပြီ။အမေရေလူတယောက်ကိုအပြင်ပိုင်းကကြည့်ပြီးတော့ချီးကျူးလို့မရဘူးလေ။အမေတို့တွေအခုကြည့်လာခဲ့တဲ့ကာမလေးကအရေးချင်းတွေနဲ့ပြည့်စုံမယ်လို့ကျမတော့မထင်ဘူး။လူတယောက်စီမှာတလောက်အရေးချင်းတွေပြည့်စုံတယ်ဆိုတာမဖြစ်နိုင်ဘူး။အလှအပနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျမရဲ့ဝမ်းကွဲညီမလေးလည်းလှတာပဲ။သူ့ကိုကြတော့အမေတို့ကညင်းလိုက်ကြတယ်။ မင်းငကိုကလေးကဒီအိမ်မှာရှိနေတာပဲတချိန်မှာမင်းညမလေးဒီကိုရောက်လာပြီးတော့မင်းတို့နှစ်ယောက်ကြားမှာစကားများတာမတင်တာမျိုးတွေဖြစ်ရင်အဆင်မပြေဖြစ်မှာပေါ့ဒီတော့အခုနားလေပြီလားအမေဖေနဲ့အတူကိုလည်းကောင်မလေးသွားကြည့်ဖို့လိုက်သွားတယ်ကောင်မလေးကတကယ်ကိုတော်ပါတယ်အကိုကြီးပြောတာမှန်တယ်ကျမလည်းတော်ရတော့မဲ့ရောင်းမငယ်လေးကိုသဘောကျတယ်ရောင်းမလည်းလိုက်သွားရင်တော်ရမဲ့ရောင်းမငယ်လေးကိုသဘောကျမှာကျင်းတည်တယ်တလောက်တောင်တို့တွေကဘာဖြစ်လို့ဒီကောင်မလေးကိုသဘောကျပြီးချီးကျူးနေရလဲကိစ္စမရှိပါဘူး ဒီအိမ်ကိုတစ်ခေါက်ရောက်လာပါစေပြီးရင်သူ့ရဲ့သရုပ်မှန်ငါအားလုံးထုတ်ပြမယ်အဲ့ဒီခါကျမှဒီအိမ်အတွက်အဲ့ဒီကောင်မလေးမဟုတ်ဘူးငါရဲ့ဝန်းခွဲညီမလေးကသာထိုက်တန်နေဆိုတာသူတို့သဘောပေါက်ကြလိမ့်မယ်တော်ရရမေရောင်းမလေးကိုအားလုံးကဝိုင်းပြီးချီးကျူးနေကြလို့ဣသွေကဘဝင်မကျဖြစ်နေပါလေ။ဒါနဲ့ထမင်းဟင်းချက်ဖို့မိဖို့ကြောင့်လေးကိုဝင်သွားပါတော့တယ်။ဒီလိုနဲ့ရက်တွေကြာသွားပြီးမင်္ဂလာအချိန်ကိုရောက်တဲ့အခါမှာနေထွန်းတဲ့ချူသက်တို့ကိုမင်္ဂလာဆောင်ပေးလိုက်ကြပါတော့တယ်။ ကျောင်းမငယ်လေးရဲ့တိလာကျမတို့တွေအခုလိုနေမျိုးပဲချိန်ရစောင့်နေရလဲတော်ပါပြီတမီးရဲ့တမီးရဲ့ရောင်းမလေးကိုစကားတွေပဲပြောနေတော့မလားသူ့အခန်းနဲ့ခေါ်မသွားပြီးတော့လားအမေကလည်းသူကောင်းနေဆိုတာဘလို့တောင်လုပ်ပြနေလဲငါအတွက်တော့မထူးဆန်းပါဘူးမကြခင်မှာတော့ငါရဲ့ချစ်ရတဲ့ရောင်းမလေးကိုသူရခမဘလို့ဆိုတာသိရလိမ့်မယ်ငါရဲ့အရန်လေးစားတဲ့ရခမကိုလည်းပန်းလေးလိုထင်ရပြီးသူတို့ချီးကျူးနေကြတဲ့ချွေးမလေးက သူတို့ချီကျူးတာနဲ့ထိုက်တန်တယ်မတန်ဘူးဆိုတာသိရလိမ့်မယ်။ဤတွေကသူ့တို့ရဲ့သမီးကိုမလေးနဲ့ပေးစားချင်နေတာပါ။အဲဒါကြောင့်မေးသူ့ယောက်မလေးကိုသဘောမချဖြစ်နေပါလေ။မကြခင်မှာပဲမနဲ့မူးလင်းလာပြီးတော့ချူတက်ကပထမဆုံးမိဘကြောင့်ဝင်ရမယ်ဆင်းလာအတွက်မိဘကြောင့်လေးကိုတွားပါတော့တယ်။အဲဒီခါမှာဒေါ်တီတီနဲ့ပြည့်ပြည့်ကချူတက်ကိုပြောခဲ့ပါလေ။ချွေးမအကြီးကတော့ချွေးမတယောက်တာဝန်နဲ့အင်္ဂါတာဝန်တွေတကားမှတိတ်ချမထိန်ထိန်ခဲ့ဘူး။ ဒါပေမဲ့ခုတော့သမီးတီအိမ်ကိုတေချာထိန်းသိမ်းရမယ်နော်အခုချိန်ကစပြီးတော့တီအိမ်တအိမ်လုံးနဲ့မိဖို့ကြောင့်ကိစ္စတွေကိုသမီးဘက်တာဝန်ယူလိုက်တော့အမေရဲ့စိတ်မပူပါနဲ့သမီးဘက်ကနေပြီးတော့အမေတို့တွေကိုဘတော်မှအပြစ်တခုပြောခွင့်မရစေရပါဘူးအမေရဲ့ကျောင်းမလေးနဲ့စကားပဲပြောနေတော့မှာလားကျောင်းမလေးရဲ့ပထမဆုံးမိဖို့ကြောင့်အစင်လာမှာဘာတွေချက်ရမလဲဆိုတာပြောပြတော့လေသမီးပိုက်အရန်စာနေပြီးကောလိတ်လဲသွားရအောင်မယ်ငါသမီးကတော့တစ်ချိန်လုံးပိုက်စာနေတော့တာပဲချွေးမရင် ဒီနေ့ကတမီးရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမှာဆိုတော့အဆင်ပြေတာသာချက်လိုက်အဲ့ဒါဆိုအမေတော့အောင်မယ်တမီးရဲ့ရောင်းမကြီးပါလုံနေတယ်ဆိုတာတစ်ချက်သွားကြည့်လောက်အောင်မယ်သူကမနေ့ရှစ်နိုင်မှမနေ့မိုးလင်းတာအဲ့လိုပြောပြီးဒေါ်တိရီကမိဖို့ကြောင့်လည်းကနေထွက်သွားလိုက်ပါတော့တယ်ချိုသက်ကမိသားစုတွေအတွက်သူစန္ဒအတိုင်းပူရီဟာလဝါနူကင်းဟင်းတန်ပေါက်ပလာတာဘရာကျော်နဲ့ပေးကျော်အစရှိတဲ့အကျော်မျိုးမျိုးကိုကျော်ပါတယ် မင်းဟင်းစားဖို့အတွက်မိသားစုတွေဟာအတူထိုင်လိုက်တဲ့အချိန်မှတော့ဒီနေ့တော့အမေပြောချင်တဲ့အပြစ်တွေအားလုံးဝေးကွာသွားရပြီအမေချွေးမငေလေးကတော့တမင်းဟင်းချက်တာကောင်းနေမျိုးလိုက်ရင်မင်းပြောတာမှန်နေချွေးမကြီးရဲ့ညီမလေးကိုတင်းကချွေးမတော်လိုက်ရင်ဒီလောက်တောင်ကောင်းနေတမင်းဟင်းလက်ရောက်ကိုစားရမှာမဟုတ်တော့ဘူးဟုတ်တယ်မလားရှင်တို့အားလုံးကျမရဲ့ဟင်းချက်လက်ရောက်ကြိုက်ကြလို့ဝမ်းသာပါတယ်အမေရဲ့ချွေးမငေလေးကလိမ္မာရင်ကျေးတာနဲ့မကအောင် စကားပြောနေထိုင်ပုံကစားအများကြီးတာတယ်။ချွေးမကြီးရဲ့ကိုရောက်မှငယ်စီကနေတင်ယူလိုက်အောင်။အမေရဲ့ကျမလည်းမကောင်းလောက်အောင်တော့ထမင်းမချက်ပါဘူး။ကျမရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရတဲ့နေတော့ကလည်းအမေတို့တွေပဲလက်ချောင်းတွေရက်မတက်စားကြတယ်ဆိုတာမမေ့ပါနဲ့။ကျမရောက်မှရဲ့လက်ရဘလောက်တောင်ကောင်းနေဆိုတာစားကြည့်ရမယ်။အမေတို့တွေကသူ့ချီးကျူးနေတာမရက်နိုင်ဘူးဖြစ်နေရလေ။ဒီလိုပြောပြီးဤသွေးကပထမဆုံးတလုံစားလိုက်တာနေရင် သူ့ရဲ့မျက်နှာမှာအပြုံးတွေနဲ့ဝီစားသွားပါတော့တယ်။ တနေ့ပဲမြင်းမြန်းဆန်းဆန်းပဲထမင်းဟင်းကိုစားလိုက်ပါတော့တယ်။မကြီးရဲ့အခုပဲစကကြီးစကကြီးတွေပြောနေပြီးတော့အခုကြည့်ပါဦး။ဘလို့တော့မှစိတ်မထိန်နိုင်ပဲစားနေတာလေ။ကျွန်တော်မိမချက်ထားတယ်လေရာဦးဒီလောက်တော့မှကြိုက်တာလား။မလေးရဲ့နင်းချက်လက်ရာကောင်းကောင်းမကောင်းကောင်းကျမအစားအစာမစော်ကားဘူး။သူကတော့တကယ်ပဲထမင်းချက်ထားတာတော်တော်ကောင်းတယ်။ဒီလိုအစားအစာမျိုးကစားတော့ဆိုင်မှာတော့မရနိုင်ဘူး။ तू ကတလောက်ကောင်းတဲ့ထမင်းကိုကိုရံဘလို့ချက်နိုင်ရတာလဲ။ တခုခုတော့လွဲနေပြီ။ Five Star Hotel ကြီးကနေမှာပြီးတော့ငါတို့ကျွေးတာမျိုးရောမဖြစ်နိုင်ဘူးလား။အေးတွေ့နေရောင်မအပေါ်မျက်လုံးတောက်ထောက်ကြည့်မှပဲရတော့မယ်။ကျမတို့သိပါတယ်။ရောင်မကြီးကအစားအစာဘတော်မှမလွန့်ပြစ်ဘူးဆိုတာ။ဒါနဲ့ချွေးမငယ်လေးကတီအစားအစာတွေအကုန်လုံးတနိုင်တွင်းမှာချက်ထားတာ။ဘာ?တနိုင်တွင်းထဲမှာဟုတ်လား။ तू ကဘလို့လုပ်ပြီးနေရာတိုင်းမှာတော်နေရလဲ။အခုတော့အေးတွေ့ရောင်မ24နိုင်စောင့်ကြည့်မှပဲဖြစ်တော့မယ်။ အဲ့ဒါမှသူ့ရဲ့သယုံမှန်အဆက်ကိုဖော်ထုတ်နိုင်မှာကျိုးတက်ကလှတာတွေမဟုတ်ပဲတနာရီတွင်းမှာလေးပင်ထမင်းဟင်းတွေအများကြီးကိုချက်နိုင်နေဆိုတာအီသွေးကမယုံကြည်နိုင်မဖြစ်နေပါတည်းအဲ့ဒါကြောင့်ရောင်းမအပေါ်ကိုမျက်လုံးတောက်ထောက်ကြည့်မယ်လို့အီသွေးကဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ဒီလိုနဲ့ပဲနှစ်ရက်သုံးရက်ကြာသွားတဲ့အခါအီသွေးကချိုးတက်ကိုခိုးပြီးတော့စောင့်ကြည့်ပါတယ်တရမှာချိုးတက်ကအဝတ်တွေရှော်ပြီးလှမ်းဖို့အတွက် ပုံနေကိုထဲ့တဲ့အချိန်နောက်ကနေရုတ်တရက်ဤသွေးရောက်လာပြီးချိုတက်ရဲ့ပကုန်းပေါ်မှာပုတ်လိုက်ပြီးတော့ပြောခဲ့ပါတော့တယ်။အခုမှဝတ်တေကိုတဝက်ပဲလျှော်ထားသေးတယ်။ကျန်တဲ့တဝက်ကညစ်ပတ်တဲ့ဆက်ပြားရီထဲမှာစိမ့်ထားသေးတော့ရှော်နေရနဲ့ဘာလို့ထလိုက်တာလဲ။အော်အမရဲ့ကျမပြင်လန့်သွားတာပဲ။တကယ်လို့အဝတ်တေကိုဆက်ပြားရီထဲမှာခက်ကြကြစိမ့်ထားမယ်ဆိုရင်အဝတ်လျှော်ရတာလွယ်ကူတယ်။အဲ့ဒါကြောင့်မလို့ညစ်ပတ်တဲ့အဝတ်တေကိုဆက်ပြားရီထဲမှာစိမ့်ထားတဲ့ချိန်လျှော်ပြီးသားအဝတ်တေသွားလမ်းမလို့လေ။ အဲ့ဒါဆိုရင်အလုတ်ကမြင်မြန်ပြီးသွားလိမ့်မယ်။ဩဒါအလုတ်မြင်မြန်လောက်တဲ့နီးလန်းလား။အေးပါအဲ့ဒါဆိုရင်လည်းသွားလန်း။ဒါပေမဲ့တရားဝတ်တချို့မှာစက်ပြတွေပေးနေတာကြံသေးတယ်။အဲ့တော့ရှင်နေနောက်တစ်ခါတေချာပြန်ဆေးလိုက်နားလဲပြီလား။သိပါရဲ့မမ။အဲ့ဒါကြောင့်လဲစက်ပြပေးနေတဲ့အင်ချီတွေကိုတတ်တတ်ထားထားတယ်။အဲ့လိုပြောပြီးချိုတက်ကရှော်ပြီးသားဝတ်တွေကိုယူသွားပြီးတော့နှမ်းမှုသွားခဲ့ပါတော့တယ်။အဲ့ဒါနဲ့ဤသွေးကမျက်နှာရှုပ်မဲ့ပြီးသူ့ခန်းထဲပြန်သွားနေတဲ့အချိန် ဒေါ်သီရီကဤသွင်းစီရောက်လာပြီးပြောခဲ့ပါတော့တယ်။တနေကုန်အိမ်ထဲမှာဟိုလျှောက်သွားတီးလျှောက်သွားပဲလုံနေတယ်။တီစာရွက်ကိုကိုင်းဒါညီယောက်ခတိရဲ့ဆေးစာရွက်ညီယောက်ကြောင့်ဖုံးဆက်ပြီးပြောလိုက်။ညကျရင်အိမ်ပြန်လာနေရင်ဆေးဝယ်လာလိမ့်မယ်။ဒီပါမဟုတ်တဲ့အလုပ်လေးကိုအမေကပြစ်ပြစ်ကိုလည်းပြောလို့ရတာပဲ။လှတာဆောင်ပေါ်သွားပြီးတော့တခုခုကြည့်စရာရှိလို့ချွေးမကြီးကမှတ်ညံအားသိမ့်မကောင်းနဲ့တူတယ်။ပြစ်ပြတီချိန်ကောလိုက်သွားတယ်လေ။အမေက Android ဖုန်းဆိုရင်မကင်တတ်ဘူး။ ရောက်ခမစုလို့အေးသေးကစီးစာရွက်ကိုဓပုံရိုက်ပြီးတော့သူယောက်ျားစီကိုပို့ပြီးစီးကိုမှားလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲရင်းနေနေကြာသွားပါတော့တယ်။တရက်မှချူသက်ကမိဖုံကြောင့်နဲ့မှတယောက်ထဲတချင်းဆိုရင်းနဲ့ပကန်းစီးနေခဲ့ပါတယ်။ဇနာစွာအိစေးလေးမြတ်ပြီပါဘယ်မှာအိစေးရှိပါမလဲ။တကောင်ကျော်အိမြတ်ချစ်ရဲ့လွမ်းနေဇနာပါတော့ချစ်လေးရဲ့ ချူသက်ကတတိလက်လွတ်တခြင်းဆိုပြီးပကံစည်းနေတဲ့အချိန်ဤသွေးကသူ့ဘီးနောက်ကိုလာရက်လိုက်ပါတယ်။ချူသက်ကပကံယူဖို့နောက်ကိုလှိမ့်ကြည့်လိုက်တဲ့အချိန်မှာရောင်မကြီးကိုရုတ်တရက်တွေ့သွားပြီးလန်သွားပြီးတော့လက်ထဲကနေပကံတွေလွတ်ကြပြီးကွေးသွားပါတော့တယ်။အမလေးမမရဲ့ကြောင်တကောင်တို့ဘာဖြစ်လို့တိတ်တိတ်လေးရက်ရောက်လာလဲ။ကျမနှလုံးယောဂါရသွားရောယောဂါရမရတော့မသိဘူးဟိ။အရန်စေးကြီးတဲ့ပကံတော့အခုခွဲလိုက်ပြီ။အမေတိသွားနှလုံးယောဂါရမှာကျင်းတည်တယ်။ အရင်ဆုံးမိဖို့ကြောင့်တန်ရှင်းလောက်ရတယ်။ပြီးတော့မှပကံလေးကိုစေးကြောရတယ်ဆိုတာဘသူမှမသိမေးထားဘူးလား။တချင်းဆိုကခုံပြီးတော့ပကံကိုတိုက်နေညစ်ပတ်တဲ့ဆက်ပြာရည်တွေကစံပြင်ပေါ်ကျသွားရင်တပြက်စီးဘလို့လဲမလဲဆိုတာစဉ်းစားမိလား။အလုတ်လဲပို့ပြီးစံတိုက်ရင်လည်းအချိန်ပိုကြမယ်မဟုတ်ဘူးလား။ဒီတိုင်းဆိုရင်တော့ဖြက်လန်းနေလိုက်တယ်။အခုကအုံနောက်အလုတ်မလုတော့လို့လား။သိလားမမကြီး။ကြည့်မကန်ခင်အရင်ဆုံး၆တဲ့အလုပ်တွေကိုအရှင်လုပ်ရတယ်။ဒီနေ့ကမိဖို့ကြောင့်ကတက်လောက်လဲညစ်ပတ်မနေတော့တပြက်စီးအရင်လဲเสียမလို့လေ ဲ့ဒါကြောင့်ကျမအရင်ဆုံးပကံတွေတိုက်လိုက်မယ်ပြီးတော့မှကြမ်းတိုက်နေနဲ့နည်းနည်းပပအမိုက်လေးရှိတာကိုကောက်လိုက်ရင်တပြက်စီလဲเสียလည်းမလို့တော့အလုတ်လည်းမြင်မြန်ပြီးသွားမှာပေါ့ तू ကအလုတ်ကိုတော်တော်ခိုးတာပဲ तू ကအလုတ်ကိုဘလို့မြင်မြန်ပြီးအောင်ဆိုပြီးကောင်းဝတစ်ချိန်လုံးတုံးနေတယ်အဲ့ဒါကြောင့်ပဲအလုတ်တွေကိုဘာဖြစ်လို့တလောက်မြင်မြန်လုံနိုင်ရတာလဲပေါ့ဒါကြောင့်ပဲအိမ်ကလူတွေအကုန်လုံးကသူ့ကိုဘာလို့ချီးကျူးနေလဲဆိုတာကိုသိပြီးပယ်ရဲမှာ ငါရဲ့ညီမလေးနေရာမှာသူကချွေးမဖြစ် DNA ကိုရောက်လာတယ်။ငါသူ့ရဲ့ကြိုင် DNA ကအားလုံးချီကျူးပြီးတော့အထင်ကြီးနေတာဖြစ်မခံနိုင်ဘူး။ချူတဲ့ရဲ့စကားတွေကိုနားထောင်ပြီးတော့အီးသွေးကသူ့ကိုမျက်လုံးပြူးကြည့်ပြီးမိဘကြောင့်လေးကနေထွက်သွားပါတော့တယ်။အဲဒါကိုတွေ့တဲ့အခါမှာချူတဲ့ကသူ့ကိုသူပြောခဲ့ပါလေ။ကျောင်းမကြီးကတော်တော်ထူးဆန်းတယ်။ဘယ်ချိန်မှဖြစ်ဖြစ်ငါ့ကိုပဲတစ်ချိန်လုံးပြူးကြည့်နေတယ်။ဘယ်ချိန်နောက်ရောက်လာပြီးရက်နေလဲဆိုတာတော့ငါ့မှမသိရအောင် တခါတလေကျရင်သူငေါ့မျက်စိတောက်ထောက်ကြည့်နေတယ်လို့ခံစားရတယ်။တယောက်ထဲစကားတွေပြောပြီးချူသက်ကသူ့လို့သူဆက်လုပ်ပါတယ်။ညာဘက်ကမအိတ်ခင်မှာချူသက်ကအိယာပေါ်ထိုင်ပြီးနေထုံးနဲ့ရောင်းမကြီးအကြောင်းကိုပြောပြပါတယ်။နေထုံးရဲ့တမျိုးမထင်ပါနဲ့နော်။ရောင်းမကြီးကနည်းနည်းထူးဆန်းတယ်လို့တော့ကျမမြင်တယ်။သူကအုံနောက်နည်းနည်းလွတ်နေရတော့မဟုတ်မလား။မိမကလည်းပြောချင်တာတွေရှောင်ပြောနေတယ်။ငါမကြီးကရဲန်းကောင်းနေ။အဲ့ဒါဆိုကျမသူ့ကိုဘာလို့ထူးဆန်းတယ်လို့ခံစားနေရလဲ။ ကျမအတွေးလို့နေရာလည်းဖြစ်ပါလိမ့်မယ်။ကျိုးသက်ကနေထွင်းရဲ့စကားကိုယုံကြည်ပါတယ်။ဒီလိုနဲ့ပဲရန်နေနေထပ်ပြီးကြာသွားပါရတယ်။တရက်မှာချိုးသက်ကတယောက်ထဲလွတ်လုံနေတဲ့အချိန်ဤသွေးကမိဖို့ကြောင့်အပြင်ကနေပြီးခိုးပြီးတော့ချိုးသက်ကိုစောင့်ကြည့်နေပါတယ်။အဲဒီအချိန်မှာပြည့်ပြည့်ကရောက်လာပြီးဤသွေးကိုပြောပါတယ်။ဘာဖြစ်လို့လဲရောင်းမကြီး။ရောင်းမအငယ်ကိုမျက်စိတောက်ထောက်ကြည့်နေလား။ဟဲ့ယူနေပြီလား။ငါဘာဖြစ်လို့တယောက်ယောက်ကိုမျက်စိတောက်ထောက်ကြည့်နေရမှလဲ။ အလုပ်တစ်ခုရှိလို့တီယုံရောက်လာတာအခုမိတ်သွားပြီအဲ့ဒါကြောင့်မတည့်ရက်ပြီးတော့စဉ်းစားနေတာညင်တီနေ့ကောလိပ်ကနေဘာလို့မြင်မြင်ပြန်ရောက်လာလဲကျမတို့နောက်ဆုံးအချိန်ဝင်ရမယ့်ဆရာရောက်မလာလို့အိမ်ုံစောစောပြန်လာတာအဲ့နောက်မှာပြည်ပြည်ကမိဖို့ကြောင့်နေဝင်သွားပြီးချိုတက်နေတူအိမ်အလုပ်တွေကိုဝိုင်းလုပ်ပေးခဲ့ပါတယ်ဒါကိုမြင်သွားတဲ့အခါမှာဤသွေးကထပ်ပြီးတော့မနာလူဖြစ်သွားပါတော့တယ်အမေနဲ့တမီးကတပုံဆန်းနေဒီနေ့ချိန်နေငါအလုပ်တွေဆိုတခါမှသူကဝိုင်းမလုပ်ဘူး ကျောင်းမငယ်ကိုကြတော့အိမ်လုတ်တွေဝိုင်းလုတ်ပေးနေလိုက်တာအိမ်နောက်မှာဤသေးကမျက်နှာပြက်သွားပြီးအခန်းလေးကိုဝင်သွားပါတော့တယ်အိမ်လုံနဲ့ပဲညရောက်သွားတဲ့အခါဤသေးကညဝေကောင်းဝင်ဝတ်ပြီးအိမ်ရောင်ပေါ်ထိုင်ပြီးတော့မျိုးလိုက်နေပြိုခဲ့ပါတယ်ရှင်တမိသားစုလုံးကတော့ကျမမနာလို့ဖြစ်နေကြတယ်ရှင်ရဲ့ညီမဒီနေ့ချိန်လေးအိမ်လုတ်တွေကျမအတွက်ဆိုမလုတ်ပေးဘူးချွေးမငယ်ရောက်လာတဲ့အခါပြပြအိမ်လုတ်တွေဝိုင်းလုတ်ပေးနေတယ် ကျမညီမသာရောင်းမငယ်ဖြစ်ဒီအိမ်ကိုရောက်လာခဲ့မယ်ဆိုရင်ဘလောက်တောင်ကောင်းလိမ့်မလဲမနာလူရငါမိသားစုတွေမဟုတ်ဘူးမင်းမေကိစ္စတတိလေးတွေအားစားငါ့ကိုပဲပြောနေတယ်သူ့ဘာသာသူဘသူကိုပဲကူညီကူညီပေါ့မင်းလည်းသူတို့နဲ့ဆက်ဆံရေးကောင်းကောင်းထားရင်သူတို့လည်းမင်းကိုပြန်ပြီးကူညီမှာပေါ့ရှင်နဲ့စကားပြောတာအပူပဲဘလို့ယောက်ျားမျိုးကျမကန်တရားထဲမှာဖះထည့်ပေးလိုက်လည်းမသိဘူးဒီလိုနဲ့ရဲနေငယ်ပြန်ကြားသွားပါတော့တယ်ဧည့်သည်ကချိုသက်ကိုရင်ကထပ်ပူပြီးမျက်စိတောက်ထောက်လိုက်ကြည့်ပါတယ် ဒီလိုနဲ့ပဲတည့်ရမှာတော့ချူသက်ကမိဘကြောင့်နေမှာတယောက်ထဲထမင်းဟင်းချက်နေတဲ့အချိန်ဤသွေးကလည်းသူနဲ့အတူမတည့်ရနေပါလေချူသက်လက်လုံနေတာကိုခဏခဏတားပြီးတော့ပြောခဲ့ပါလေနင်ဘာလုပ်လိုက်တာလဲအာလူးမစေးမကြောပဲနဲ့အခွန်နွားနေတယ်အာလူးကိုအရင်စေးလိုက်မှာပေါ့ဘလောက်တောင်ညစ်ပတ်နေလဲကြည့်မမရင်အာလူးရဲ့အခွန်မဲလေအာလူးခဏခဏစေးပြီးအချိန်ကိုဘာလို့ကောင်အောင်လုပ်ရမလဲချူသက်ရဲ့စကားကိုကြားပြီးဤသွေးကတိတ်သွားပါတော့တယ် အနာကြတဲ့အခါမှာချူတက်ကဟင်းချက်ပါတယ်။အင်းနဲ့မှငရုတ်သီးမုံကိုထည့်တဲ့အခါဒါဘာလို့တာလဲ။ငရုတ်သီးမုံနဲ့အကောင်လုံးဟင်းထဲမှာထည့်မလို့လား။ဟင်းကစားလို့တောင်ရမှာမဟုတ်ဘူး။မမရေဒီငရုတ်သီးမုံကလုံးဝမဆက်ဘူး။စိတ်မပူပါနဲ့။ကျမဒီဟင်းထဲမှာတင်ချင်တဲ့ထည့်မှာဆိုတော့ငရုတ်သီးမုံထည့်ပြရစေ။အဲ့ဒါမှအရသာပူပေါ်ပြီးဆက်လက်မဆက်တော့ဘူးလေ။အော်၊ तू ကဒီလိုမျိုးဟင်းကိုအရသာပေါ်အောင်ချက်တာလား။အေးပါအဲ့လိုဆိုရင်လည်းချက်လေ။ ဒီနေ့ရမကြီးကဘာဖြစ်နေလဲဒီတိုင်းဆိုမိဖို့ကြောင့်လည်းလာတာတော့မဟုတ်ဘူးမနှက်တရားငါနဲ့တူတူမိဖို့ကြောင့်မှမတက်ရက်နေတယ်မတက်ရက်နေရင်လည်းငါ့ကိုနည်းနည်းပပဝိုင်းကူညီပေးမှမရှိဘူးကြည်နေတဲ့ပုံကမသိဟင်းထဲမှာအစိတ်ထဲလိုက်တော့မှကြာနေရပဲတခါတည်းကိုမျက်လုံးတောက်ထောက်ကြည်နေလိုက်တာအခုဆိုရင်ချိုတက်ကသူ့ရမကြီးကသူ့ကိုစောင့်ကြည့်နေတယ်ဆိုတာသဘောပေါက်နေခဲ့ပါပြီဒီလိုနဲ့ပဲရနေနေကြာသွားတဲ့အခါမှာတည့်ရမတို့ချိုတက်ကလာသားဆောင်ပေါ်မှာအဝတ်သွမ်းလဲနေတဲ့အချိန် ဤတဲကသူ့နောက်ကနေမတည့်ရပြီးစကားလှမ်းပြောလိုက်တဲ့အခါချူတက်ကလန့်သွားပြီးအနောက်ကိုလှည့်ကြည့်ပါတယ်။ဘလို့အလုတ်ကိုလှုပ်နေရလဲ။အဝတ်တရုပ်ပြောင်းပြန်လမ်းမဲလမ်းမဟုတ်ရင်အဝတ်ကအရောင်တွေအကုန်လွင့်ကုန်မယ်။မမရဲ့ကျမအဝတ်ရင်လမ်းပို့ပေးပါဦး။အဝတ်တရုပ်ချင်းအောင်ထက်ရနေထုတ်တုံးရှိသေးတယ်။ကျမအဝတ်တရုပ်ပြောင်းပြန်လမ်းပြီးမှပဲလမ်းတာ။အဝတ်တရုပ်ဘလို့လမ်းရလဲဆိုတာကျမလည်းကောင်းကောင်းနားလဲတယ်။ငါသိတယ်။နေရအလုတ်တိုင်းမှာအယမ်းမြန်တယ်။ ငါနေလတာဆောင်ပေါ်မှာအဝတ်လာလန်းနေနေလတာဆောင်လဲတခါတည်းတန့်ရှင်းလောက်လိုက်လို့ပြောပို့လာတာဘလောက်တောင်ညစ်ပတ်နေလဲကြည်အင်းလို့ပြောပြီးတော့ရောင်းမငေကိုပြူးကြည့်ပြီးဤတဲ့ကအောက်ကိုပြန်ဆင်းသွားပါတော့တယ်အဲ့ဒီချိန်မှာသူတို့ရဲ့အင်းနီနာချင်းဖြစ်တဲ့ဒေါ်လာကချူတက်ကိုပြောခဲ့ပါတယ်ချွေးမရေသမီးရဲ့ရောင်းမကြီးကအလုပ်တွေမှာဝိုင်းကူညီပေးရလားမဟုတ်ရင်ဒီတိုင်းပဲစိတ်ညစ်အောင်လိုက်လုံရလားအဲ့လိုမျိုးမဟုတ်ပါဘူးအန်တီမမသမီးရဲ့အလုပ်တွေဝိုင်းကူညီပေးပါတယ် အဲ့ဒါဆိုရင်တော့ကောင်းတာပေါ့ချွေးမရဲ့ကျူတက်ကတော့စကားပြောပြီးအဝတ်တွေကိုကျူတန်းပေါ်မှာလှမ်းပြီးတော့ဓာတ်သားဆောင်ကိုတန်ရှင်းရေးလုပ်ခဲ့ပါတယ်ဒီလိုနဲ့သုံးလရက်ကြာပြီးတဲ့နောက်ကျူတက်ကညာအီဝေခေါင်းဝင်ဝတ်ပြီးအိမ်ယာပေါ်မှာထိုင်နေပါတယ်မိမကြီးဘာဖြစ်လို့လဲကောင်းအောင်ပေါ်မှာနဲ့ဘာလို့စီးထားတာလဲနေလို့ရောကောင်းရင်လားကောင်းအရင်ကိုက်နေတယ်ဒါတွေအကုန်လုံးရှစ်မရေးချောင်ဖြစ်နေတာ24နာရီလုံးလုံးကျမပဲလိုက်ကြည့်နေတယ်အလုပ်လေးတော့တခုမှဝိုင်းမလုပ်ပေးဘူးအော်အဲ့လိုလား ချူသက်ကသူ့ယောက်ျားနဲ့အတူအခန်းထဲမှာထိုင်ပြီးစကားပြောနေတဲ့အချိန်မှလေးဤသွေးကညဤကောင်းဝင်းနဲ့သူတို့အခန်းပြင်တကားပေါက်ကအပေါက်လေးကြားကနေသူတို့ပြောတဲ့စကားတွေကိုနားထောင်နေခဲ့ပါတယ်။အကုံလုံးကသူ့ဘလို့ချီးကျူးနေကြလဲ။သူကကြတော့ငါ့မကောင်းချောင်ပြောနေတယ်။သူ့ထက်ဆိုင်ငါ့ညီမမှအများကြီးကောင်းမယ်။အိမ်ကလူတွေကတော့သူ့လိုတစိမ်မှပဲသဘောကျနေကြတယ်။ချွေးမကြီးချွေးမငယ်ရဲ့အခန်းပြင်ဘက်မှာဘာရက်လုံနေရလဲ။ ဟိုဟိုလေးအဖေချွေးမငယ်တည်တော့ရင်စိတ်မကောင်းဖြစ်သွားအောင်မေချောင်းနေတာကိုရက်ပြီးတော့ကိုယ်အခန်းကိုပြန်သွားတော့သမီးရဲ့ညီမလေးကိုဒီရင်ကချွေးမမတော်တာနဲ့ပဲချွေးမငယ်ကိုတစ်ချိန်လုံးမျက်လုံးတောက်ထောက်ပြီးလိုက်ကြည့်နေတာမလားသမီးရောက်ခမကဖေကိုပြောပြတယ်အဖေတခုခုခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုမချလိုက်ခင်အကျင့်တွေကိုပြင်လိုက်ပါတော့ယောက်ကတိရဲ့စူတာကိုခံပြီးရတဲ့နောက်မှာဤတဲကသူ့ခန်းသူပြန်သွားပါတော့တယ်ဒီတစ်ခွက်သွားခတ်တာဒီလောက်တောင်ကြာရလားပြီးတော့ရေလဲယူမလာဘူးကို့ဘာသာကိုပဲသွားခတ်ရတော့မယ် ရှင်ကျမနဲ့စကားလာမပြောနဲ့ကျမယောက်ျားဖြစ်ပြီးတော့ကျမဘက်ကရက်တီမပေးဘူးအခုချိန်မှာကျမရဲ့ညီမလေးသာရောင်းမဖြစ်နေရှိနေဘလောက်တောင်ကောင်းနိုင်မလဲပူရောင်းမငယ်ရကျမရဲ့မကောင်းကြောင်းနေထွန်းပြောနေတယ်သူကတကယ်ကိုမကောင်းတဲ့သူပဲအေးတွေကသူ့ယောက်ျားနဲ့ရန်ဖြစ်ပြီးတော့မျက်နှာရှုပ်မဲ့ပြီးအိတ်လိုက်ပါတော့တယ်ဒီလိုနဲ့နေတိုင်းလူလိုပဲအေးတွေကချိုသက်ကိုစောင့်ကြည့်နေတဲ့အခါမှာတော့နောင်စရာချိုသက်မှာသူ့ရောင်းမကြီးကြောင်စိတ်ညစ်လာခဲ့ပါတယ် ဒီလိုနဲ့တည့်ရမှာချိုတက်ကပြန်စည်းလဲနေတဲ့အချိန်ဤသွဲကသူ့နဲ့တူရှောင်နေပါတယ်ဘလို့လဲနေရလဲဆိုဖာအောက်မှာတပြက်စီမလဲရသေးဘူးအဲ့ဒီနေရာကိုလည်းလှဲလိုက်ဖုန်တွေတက်နေတယ်မမရေအမှန်တိုင်းပြောပါကျမကိုမျက်လုံးတောက်ထောက်လိုက်ကြည့်နေရမလားမဟုတ်ပါဘူးငါနေ့ကိုဘာဖြစ်လို့လိုက်ကြည့်နေရမှာလဲရောင်မငယ်တစ်ချိန်လုံးဘာဖြစ်လို့အိမ်အလုပ်တွေပဲလုပ်နေရလဲကျမနဲ့တူတူအခန်းထဲကိုလိုက်ခဲ့ ပြပြကရောင်းမငယ်လက်ကိုဆွဲပြီးအခန်းလေးကိုအတင်းခေါ်သွားပါတော့တယ်။ဤတဲ့ကသူတို့နှစ်ယောက်နောက်ကိုလိုက်ပြီးအခန်းအပြင်နေရန်ကနေသူတို့ပြောတာတွေကိုနားထောင်နေခဲ့ပါတယ်။ငါရဲ့မကောင်းကြောင်းပြောဖို့သူတို့နှစ်ယောက်ခန်းထဲဝင်သွားတာ။ဘာတွေပြောနေကြလဲ။ဘာမှလည်းမကြားရအောင်။ဤတဲ့ဟာနေရန်မှာနားကပ်ပြီးနားထောင်နေတဲ့အချိန်အခန်းလေးကနေချိုတက်ကအပြင်ကိုထွက်လာခဲ့ပါတယ်။ကျောင်းပါကြီးကိုဒီလိုမြင်ရတဲ့အခါချိုတက်ကပြောခဲ့ပါတယ်။ မမောက်တီနေတော့ကျမလက်ဘူးလက်ချက်မိပြီဘာပြောချင်လို့လဲကျမောက်မျက်လုံးတောက်ထောက်လိုက်ကြည့်နေတာရက်လိုက်ပါတော့ချူသက်ကဤသွေးကိုပြောပြီးတော့ထွက်သွားလိုက်ပါတော့တယ်ဒီလိုနဲ့တည့်ရမှာတော့ဤသွေးနဲ့ချူသက်တို့ကမိသားစုတွေနဲ့အတူ shopping ထွက်ဖို့သွားကြပါတော့တယ်ဒီဆိုင်ရစာရီတွေသဘောကျတယ်ဒီကနေပဲဝယ်မယ်မမတခြားဆိုင်ကိုသွားလေအေးပါငါလည်းနင်းနဲ့တူတူဝယ်ရမှာစိတ်မဝင်စားဘူးဒါနဲ့ ကိုဘက်ဆိုင်မှာပို့ပြီးတော့လာတဲ့စာရီတွေချိတ်ထားတယ်။အမကြီးတဆိုင်တော့ကျွန်တော်တို့ရဲ့စာရီတွေပဲဒီဆိုင်ကပဲဝယ်ဝယ်ဟိုဆိုင်ကပဲဝယ်ဝယ်အတူတူပါပဲ။ချင်းမနှစ်ယောက်ကဆိုင်တစ်ခုထဲမှာပဲကိုဘက်တနေရာဒီဘက်တနေရာမှာစာရီကိုရွေးနေကြပါတယ်။ချိုသက်ကသူ့အကြိုက်စာရီတွေရွေးနေတဲ့အချိန်မှာလည်းဤသွေးကသူ့ကိုပဲလိုက်ကြည့်နေခဲ့ပါတယ်။သူ့လက်ထဲမှာကင်ထားတဲ့စာရီကတော်တော်လှတာပဲ။သူကလှလဲလှတယ်။ထမင်းချက်တာလဲတော့တယ်။သူ့အကြိုက်တွေကလည်းတော်တော်ကောင်းတာပဲ။ ိမ်ကလူတွေသူ့ချီးကျူးတယ်ဆိုတာမှန်ပါတယ်လေငါလည်းသူ့အတိုင်းပဲစားရီဝဲမယ်အဲ့ဒါမှပါပွဲမှာဖြစ်ဖြစ်လှက်လှလေးဝှက်လို့ရမှာချွေးမကြီးရဲ့အနောက်ကိုခဏခဏလှဲ့ပြီးဘာကြည့်နေရလဲဒီဘက်ကိုကြည့်လေကျမကြိုက်တဲ့စားရီကိုရွေးပြီးပြီးအကူကြီးရဲ့အပေါ်ကနေသုံးထည့်များစားရီကိုကျမောက်ပေးပါဤတွေဟာတင်ရောက်မှစာရီပုံစံအတိုင်းပဲဝေးလိုက်ပါတော့တယ်ခဏနေတော့အင်ကိုပြန်ရောက်ကြတဲ့အခါချွေးမနှစ်ယောက်ရဲ့စာရီကိုမြင်တော့ ချွေးမနှစ်ယောက်လုံးစာရီတွေကတော့လှနေလိုက်တာအခုတော့ချွေးမကြီးရဲ့အကြိုက်ကလည်းပြောင်းသွားပြီအဖေတငယ်ချင်းရဲ့အငင်းစားယူတဲ့ပွဲမှာချွေးမနှစ်ယောက်လုံးဒီစာရီတွေပဲဝေးကြမမငါကြိုက်လို့ဝယ်တဲ့စာရီကိုပဲအဲ့ဒီတိုင်းလိုက်ဝယ်ထားတယ်အခုဆိုရင်ကျိန်းနေသွားပါပြီမမငါ့ကို24နိုင်လုံးလုံးမျက်စိတောက်ထောက်ကြည့်နေတာဒါပေမဲ့ဘာဖြစ်လို့လဲချူတက်ရဲ့တန်တရားဝင်းမှုကအခုတော့ကျင်းတည်သွားခဲ့ပါပြီအဲ့ဒီခါမှသူလဲစဉ်းကျင်လာခဲ့ပါတယ်ဒီလိုနဲ့ပဲလင်းကားရက်လောက်ကြာပြီးတဲ့အခါ ချူတက်ကဈေးသွားဝယ်တဲ့အချိန်သူ့ရဲ့တငယ်ချင်းရွှေရွှေနဲ့တွေ့ခဲ့ပါတယ်။ဟဲ့တငယ်ချင်းချူတက်ရေငါတို့တွေမင်္ဂလာဆောင်ပြီးတော့အခုလိုဈေးထဲမှာ ပြန်တွေ့ကြမယ်လို့ထင်တော်မထင်တော့။ငါလည်းမယုံနိုင်ဖြစ်နေတယ်။ဒါနဲ့နေနေကောင်းရဲ့လား။ငါနေကောင်းပါတယ်ဟဲ့။ငါရဲ့ရခမမိသားစုတွေကလည်းကောင်းကြတယ်။အကောင်ဆုံးကတော့ငါရဲ့ရောင်းမကြီးပဲ။ဒါနဲ့နေရရခမတွေနဲ့ရောအဆင်ပြေတယ်မလား။ငါရဲ့ရောင်းမကြီးကလွဲလို့ကျန်တဲ့လူအားလုံးနဲ့အဆင်ပြေတယ်။24နိုင်လုံးလုံးငါ့ကိုပဲလိုက်ကြည့်နေတယ်။ တခါတလေကြရင် သူ့ကိုယူနေတယ်လို့ငါထင်နေဟာငါဘလို့တောင်ပြူးကြည့်လဲဆိုရင်မသိငါတူးဆိုင်သမားကြနေရပဲသူ့ရဲ့အကြည့်တွေငါကြောက်တောင်ကြောက်လာပြီဟာချူတက်ကသူ့တငယ်ချင်းရွှေရွှေကိုသူ့ရောင်းမကြီးအကြောင်းကိုပြောပြနေတဲ့အချိန်ဤသည်ကအနားရောက်လာပြီးတော့ချူတက်လက်ထက်ကနေဇီးဝင်ထားတဲ့အိတ်ကိုလှမ်းဆွဲလိုက်ပြီးပြောခဲ့ပါတယ်ငါရဲ့မကောင်းကြောင်ပြောပြပြီးဆိုရင်အိမ်ကိုပြန်ကြတော့မလားထမင်းချက်ဖို့နောက်ကျနေပြီဒီနေ့နင်းတဲ့တူငါလည်းအိမ်လောက်တွေဝိုင်းလောက်ပေးမယ် မမဒီကိုလည်းရောက်လာပြန်ပြီလားကျမကိုဒီလိုမျိုးမချောက်လန့်ပါနဲ့လို့ဘယ်နှခါပြောထားလဲရုတ်တရက်ကျမအရှိကိုရောက်ရောက်လာတယ်ပြီးတော့ကျမကိုလိုက်ကြည့်နေတာလည်းရက်လိုက်ပါတော့ကျမ24နာရီလုံးလိုက်ကြည့်နေတယ်ဆိုတော့ကျမသိတယ်အလုတ်ကတော့ဘာမှလုံးမမဟုတ်ဘူးတစ်ချိန်လုံးကောင်မျက်စိတောက်တောက်လိုက်ကြည့်ဖို့ပဲအလုတ် လုံမယ်လို့ပြောနေတာပြောချင်တာလည်းရှောက်ပြောမနေနဲ့ခဏနေတော့ချိုတက်နေဤသွေးတို့အိမ်ပြန်လာကြပါတော့တယ်မိသားစုတွေထမင်းစားတော့ပြီးကြတဲ့အခါအခန်းကိုယ်စီမှာအိပ်ဖို့အတွက်ပြန်သွားကြပါတော့တယ် ဒါပေမဲ့ချိုးတက်မှာတော့အိတ်လို့မပြောပါဘူး။ကြောက်လို့အိယာပေါ်မှာထိုင်နေခဲ့ပါတယ်။မိမကြီးဘာဖြစ်လို့လဲ။ဘာလို့တလက်တောင်ကြောက်နေရလဲ။အိတ်တော့လေ။ရှစ်မကြီးကကျမ24နှစ်လုံးစောင့်ကြည့်နေတယ်ဆိုတာရှင်ကကျမပြောတာမယုံ။ကျမသူ့ရဲ့အကြည့်တွေကိုကြောက်တယ်။သူ့ရဲ့ view တွေအကြည့်တွေကမသိရင်ကျမအစိမ့်လိုက်ဝါးစားတော့မလို့ပဲ။ဟုတ်ပါပြီ။အဲ့ဒါဆိုမနေ့ပြန်ကြရင်မကြီးနဲ့ဒီကိစ္စကိုပြောလိုက်မယ်။လောလောဆယ်မင်းအိတ်လိုက်တော့ နေထွန်းကချိုသက်ကိုလှဲခိုင်းလိုက်ပြီးစောင်းချုံပေးပြီးတော့အိပ်ပျော်တော့အောင်တိတ်လိုက်ပြီးသူလဲအိပ်သွားပါတော့တယ်ဒီလိုနဲ့ပဲရန်နေနေကြတဲ့အခါချိုသက်ကအိမ်ပြန်မှာလွတ်လွတ်နေတဲ့အချိန်အိနီနာချင်းနဲ့စကားပြောနေတဲ့အခါမှာရုတ်တရက်ဤသွေးဟာသူတို့ရှိကိုရောက်လာခဲ့ပါတယ်ငါတို့ရဲ့အိနီချင်းကကောင်းတာမဟုတ်ဘူးသူနဲ့စကားမပြောနဲ့ဟုတ်တယ်ချွေမငါတို့အိနီချင်းတွေတယောက်မှမကောင်းကြဘူးညီရောက်မှအကြီးပဲကောင်းတယ်သူရဲ့မျက်စိအရှိမပဲနေကြလား အင်းနီနာချင်းရဲ့စကားကိုကြားတဲ့အခါဤသွေလင်းအင်းနီနာချင်းကိုပြူးကြည့်နေခဲ့ပါတယ်။အင်းနီနာချင်းကကြောက်လန့်ပြီးသူ့အင်ကိုချက်ချင်းပြန်သွားပါတော့တယ်။အိမ်နောက်မှာချူသက်ဟာသူ့ယောက်မကြီးရဲ့မျက်လုံးကိုကြည့်ပြီးကြောက်သွားပြီးတော့အိမ်ထဲကိုဝင်ပြီးအလုဆက်လုပ်ပါတော့တယ်။ဤသွေဟာဆိုဖာပေါ်မှာထိုင်ပြီးချူသက်ကိုပဲကြည့်နေခဲ့ပါတယ်။ယောက်မကြီးကဘာဖြစ်သွားလဲ။ဒီလိုပဲထူးဆန်းနေလား။အခုလိုမျိုးပြူးကြည့်တော့ဘယ်ချိန်မှရက်မှလည်းမသိဘူး။သူ့မျက်လုံးရှိကနေဘလို့ကွယ်ပြီးနေရမလဲ။အလောက်ကိုတည်တည်ချာချာလှုပ်လေ ငါမျက်စိရှိရနေဘယ်အရာမှဖုံးကွက်ထားလို့မရဘူးငါမျက်လုံးက24နိုင်လုံးလုံးနှစ်စီမှာပဲရှိနေတာချိုတက်ကအီးသွေးရဲ့စကားကိုကြားပြီးကြောက်သွားပါတော့တယ်အိမ်လုတ်တီကိုမြင်မြတ်လုတ်ပြီးတော့သူ့ခန်းထဲဝင်သွားပြီးတကားကိုပိတ်လိုက်ပါတော့တယ်အီးသွေးဟာတကားနည်းနည်းဖွင့်ပြီးချိုတက်ကိုလှမ်းကြည့်ပါတယ်ချိုတက်ကရောင်မကြီးလှမ်းကြည့်နေတာကိုတွေ့လို့ဘီရိုဖွင့်ပြီးအဝတ်တွေကိုစီခဲ့ပါတယ်နေဖြစ်ဖြစ်ညဖြစ်ဖြစ်ငါအိမ်မှာရှိရှိအပြစ်မဲ့တော့တော့ ရောင်မကြီးကငါ့ကိုပဲ24နာရီလုံးလိုက်ကြည့်နေတယ်။ဘာလို့ရမလဲဟာ။နေထွန်းကလည်းငါ့ရဲ့စကားကိုမယုံကြည်ဘူး။အမေနဲ့အဖေတို့လည်းဘာမှပြောလို့မရအောင်။ပြပြကလည်းငါပြောတာတွေကိုအပေါ်ပြောနေတယ်လို့ထင်တယ်။ချိုသက်ကဤသူရဲ့မျက်စိရောက်ကနေကြွေသွားဖို့အတွက်တကားကိုတီချပိတ်လိုက်ပါတော့တယ်။သူကအခန်းပြင်ကိုထွက်မလာတော့ပါဘူး။အဲဒီခါမှာတမီသားစီလုံးကစိတ်ပူသွားကြပြီးအခန်းတကားကိုအကြိမ်ကြီးခောက်လိုက်ပါတော့တယ်။ချိုသက်ကြီးဘာဖြစ်တာလဲ။တကားဝင်လေ။ ကူတို့တွေအားလုံးစိတ်ပူနေကြတယ်။မနေ့ရက်တွေကအခန်းမြုံထွက်မလာဘူး။ကျမပြုံမထွက်ချင်ဘူး။အကူရဲ့မိမအကြည့်တွေကိုကျမကြောက်တယ်။24နှစ်လုံးကျမပဲမျက်စိတောက်ထောက်လိုက်ကြည့်နေတယ်။ဘာဖြစ်လို့ကျမပဲလိုက်ကြည့်နေရတယ်ဆိုတာစဉ်းစားလို့တော့မရဘူး။သမီးအထင်လွဲနေရနေမှာပါ။ကျောင်းမကြီးကသမီးကို24နှစ်လုံးမျက်စိတောက်ထောက်လိုက်ကြည့်တယ်ဆိုရင်လေအမေတို့တွေဒီကိစ္စကိုအပြေရှာပေးပါမယ်။သမီးအခန်းပြုံထွက်လာပါအောင်။အဲ့နာနေတော့အင်းနီနာချင်းတွေကလည်းသူတို့အင်ကိုရောက်လာကြပါတယ်။ အင်းဒီနာချင်းရဲ့အတန်ကိုကြားပြီးတက်ကြောင်လက်လက်နဲ့ပဲချိုတက်ကအခန်းမြင်ကိုထွက်လာခဲ့ပါတယ်။အခန်းမြင်ကိုထွက်လာတဲ့အခါသူ့ရဲ့ရောင်မကြီးရဲ့မျက်လုံးဟာပြင်ကိုထွက်လာပြီးသူ့ကိုပဲကြည့်နေတယ်လို့ခံစားနေရပါတယ်။အမေကြည့်ပါဦး။မမရဲ့မျက်လုံးတွေကအပြင်ပြူးထွက်နေတယ်။သမီးကိုပဲကြည့်နေတယ်။သမီးအရင်ကြောက်နေပြီ။သမီးတို့ရဲ့အခန်းလည်းတွဲရက်ကြီး။သမီးကိုတခြားခန်းကိုပြောင်းမင်းတော့။ရောင်မငယ်ရေရောင်မအကြီးရဲ့မျက်လုံးကကျမတို့လိုပုံမှန်ပါပဲ။အမကြီးရဲ့ ချွေးမငယ်လေးကသူ့အခန်းကိုပြောင်းပေးစေချင်တာပဲအခန်းပြောင်းပေးလိုက်ပေါ့အေးသွေရဲ့အခန်းကတီတောက်မှာဆိုတော့ချွေးမငယ်ရဲ့အခန်းကိုအမကြီးရဲ့အခန်းနဲ့ပြောင်းပေးလိုက်ပါလားအမကြီးရဲ့အခန်းကတီအင်းရဲ့ဟိုဘက်တောက်မှာအဲ့တော့ချွေးမငယ်လည်းစိတ်သက်သာရရောက်သွားလိမ့်မယ်တော်မွေးပြောတာမှန်တယ်ချွေးမငယ်လေးကဘလောက်တောင်ကြောက်လန့်နေလဲကြည့်ပါဦးဟဲ့အင်းနီနာချင်းတွေဝိုင်းပြောကြလို့ဒေါ်သီရီကအခန်းလေးပေးလိုက်ပါတယ်ချွေးမငယ်ရေဒီနေ့ဆပြီးအမေခန်းထဲမှာပဲနေပါ တမီးကြောက်တော့မှာမဟုတ်ဘူး။တမီးရဲ့ရောင်မကြီးကတမီးကိုမျက်စိတောက်ထောက်ကြည့်ဖို့တမီးအခန်းဘက်ကိုလာတဲ့ခါကျရင်အမေကသူ့နောက်ကိုလိုက်ကြည့်မယ်။ဒေါ်တိတိဟာချိုးတက်နဲ့အခန်းလေးလိုက်ပါလို့ရတယ်။ဒါမှချွေးမနှစ်ယောက်ရဲ့အခန်းဝေးဝေးဖြစ်သွားအောင်လို့ပါ။ချိုးတက်ကအခန်းရကောင်းဖွင့်ပြီးတော့သူ့ရဲ့ဝတ်တွေကိုစီနေတဲ့အချိန်သူ့ကိုအနောက်ကနေတရက်ယောက်ကကြည့်နေတယ်လို့ခံစားနေရပါတယ်။အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါရောင်မကြီးရဲ့မျက်လုံးကပြူးထွက်ပြီးသူ့အခန်းထဲမှာရောက်နေတယ်လို့ခံစားရပါတယ်။ တကယ်တော့ဤသွေးဟာရောက်ခမနေတူဟောကန်နေမှာတီဗီထိုင်ကြည့်နေပါလေဒါပေမဲ့သူ့ရဲ့အကြည့်တွေဟာချိုးတဲ့ရဲ့အခန်းထဲမှာပဲရှိနေခဲ့ပါတယ်ဟာနေထုံးရဲ့ကြည့်ပါအောင်ရှစ်မကြီးကအမင်းနဲ့တူတူဟောကန်ထဲမှာသာတီဗီထိုင်ကြည့်နေတာအကြည့်တွေကကျမတို့အခန်းထဲမှာပဲဒါဘလို့ဖြစ်နိုင်ပါလဲမကြီးရဲ့မျက်လုံးကနေထုံးနဲ့ချိုးတဲ့တို့ကအရင်ကကြောက်သွားကြပါတော့တယ်သူတို့တွေဟာအခန်းပြင်ကိုထွက်လာပြီမဲ့လေဤသွေးရဲ့အကြည့်တွေဟာသူတို့စီကနေပျောက်ကွယ်မသွားပါဘူး ချိုသက်ဘေနီယံကိုပဲတောတော်ဤသွင်းရဲ့အကြည့်တွေဟာသူ့နောက်ကိုပဲလိုက်နေခဲ့ပါတယ်။ခဏကြာမှတော့ချိုသက်ဟာအင်ဂျင်ကိုထွက်သွားလိုက်ပါတော့တယ်။ဤသွင်းရဲ့အကြည့်တွေဟာလည်းသူ့နောက်မှာရှိနေပါတယ်။တယောက်ယောက်ကျမောက်ကယ်ပေးကြပါ။ကျမရောင်မကြီးကလူတယောက်မဟုတ်ဘူး။တရေတစ်စီတယောက်။သူကိုယ်တိုင်ကအိမ်ထဲမှာရှိနေပြီးတော့သူ့ရဲ့မျက်လုံးတွေကကျမနောက်ကိုပဲလိုက်နေတယ်။ကျမအရန်ကြောက်နေပြီ။ချွေးမဘာဖြစ်လို့လဲ။ဘာဖြစ်လို့ထိုင်ငိုနေရလဲ။မျက်လုံးဖွင့်ကြည့်ပါဦး။ အမေတို့တွေအားလုံးတမိရှိမှရောက်နေတယ်။ဒေါတိရီကခေါ်ပေမဲ့လေချိုးတက်ကအထိုင်ရာကနေလည်းမထပါဘူး။အဲဒီခါမှာဒေါတိရီကချိုးတက်ကိုပါတချဲရိုက်လိုက်ပါတော့တယ်။ချိုးတက်ဟာမျက်လုံးဖွင့်ကြည့်တဲ့အခါသူကအခန်းထဲမှာရောက်နေတာကိုတွေ့ပါတယ်။မိသားစုတွေအားလုံးကလည်းသူ့ရှိမှမတည့်ရနေကြပါတယ်။မိမဘာဖြစ်သွားတာလဲ။ဘာလို့ထိုင်ပြီးအော်နေရလဲ။အမေရေကျောင်းမငယ်လေးကတက်တက်တဲနဲ့တူတယ်။မမရေပစက်ကိုပိတ်လိုက်ပါ။ ဒါတွေအကောင်လုံးကမမကြောင့်မဖြစ်ရတာ24နှစ်လုံးလုံးကျမကိုလိုက်ကြည့်နေမှာတော့မမရဲ့အကြည့်တွေကြောင့်ကျမမှာခေါင်းနဲ့ဘလောက်တောင်ရှုပ်နေရလဲကျမအိမ်မက်ဆိုးကြီးတစ်ခုမှတ်တယ်ချိုးသက်ကငွေနေရင်းနဲ့မိသားစုတွေကိုသူ့အိမ်မက်ဆိုးကြီးအကြောင်းကိုပြောပြလိုက်ပါတယ်အိမ်မက်ဆိုးကြောင်းကိုကြားတဲ့အခါဤသေးကစိတ်မကောင်းဖြစ်သွားပါတော့တယ်ချိုးသက်ရဲ့အမကိုခွင့်လွှတ်ပေးပါအမကြောင့်တလောက်ကြောက်သွားမယ်မှမသိလို့ပါအမချိုးသက်ကိုမျက်စိတောက်ထောက်လိုက်ကြည့်တယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ ဒီလောက်အလုပ်တွေကိုမြင်မြန်ဘလို့လုပ်နိုင်တယ်။သမီးုံဘလို့မြင်မြန်ချက်တယ်။ချိုတက်မှာဘလောက်တောင်အရေးချင်းတွေရှိလို့အိမ်ကမိသားစုတွေကအမရဲ့ညီမလေးကိုညှင်းလိုက်ကြပြီးမက်လေးအတွက်ချိုတက်သဘောကျလိုက်ကြရဲဆိုတာသိချင်လို့စောင့်ကြည့်တာပါ။ဒါရီကလွယ်လို့တခြားပါအကြောင်းပြချဲမှမရှိပါဘူး။ကျောင်းမကြီးရဲ့နားမလဲမသိတတ်မှုကြောင့်အခုရောင်းမငယ်အချိန်ကဘလို့တောင်ဖြစ်သွားရပြီလဲဆိုတာကြည့်လိုက်။အမကိုခွင့်လွတ်ပါအစိုးလိုလားလို့ဒီလိုလောက်တာမဟုတ်ပါဘူးအမကြောင့်တလောက်ကြောက်သွားမယ်မှန်းလည်းမသိလိုက်ဘူး နောက်ပြီးညီမလေးကိုလိုက်ကြည့်လို့အမတက်သွားတာတွေအများကြီးရှိတယ်။အခုအမလည်းချိုတက်ကိုသဘောကျသွားပြီးအိမ်သူအိမ်သားတွေရဲ့ဆုံးဖြတ်ချက်ကအယံ့ုံမှန်နေ။နောက်ဆုံးတော့ချွေးမငယ်လေးကိုမျက်စိတောက်ထောက်လိုက်ကြည့်ပြီးနည်းနည်းပါးပါးတော့တင်းယူနိုင်ခဲ့တယ်။ဒါပေမဲ့လေညီရဲ့အကြည့်တွေကြောင့်ချွေးမငယ်လေးရဲ့အခြေအနေကဆိုးသွားပြီ။ချိုတက်ရေအခုမိမဘက်ကနေအခုတောင်းပန်ပါလေ။အခုချိန်ကစပြီးညီမလေးရဲ့ရောင်းပါကြီးကညီမလေးကိုလိုက်မကြည့်စေရပါဘူး။ဟုတ်ပြီလား။ ဤတွေကချိုသက်ကိုသူ့ရဲ့အမှားအတွက်လည်းတောင်းပန်ခဲ့ပါတယ်။မိသားစုရိအားလုံးဟာချိုသက်ကိုစိတ်ဖြည့်ပေးလိုက်ပြီးအိတ်ဖို့အတွက်လည်းပြန်သွားကြပါတော့တယ်။ချိုသက်ကဤစီးတောက်ပြီးအိတ်လိုက်ပါတော့တယ်။မနက်မိုးလင်းတဲ့အခါချိုသက်ကဤတွေကိုအိမ်မှာမတွေ့ပါဘူး။ဒီလိုနဲ့ပဲနှစ်ရက်ကြာသွားပါတော့တယ်။ဒီခါမှာချိုသက်ကအင်းနီနာချင်းနဲ့စကားပြောတဲ့အခါမှာတော့သမီးရဲ့ရောင်မကြီးကပြင်သွားနေလား။သူ့မတွေ့ပါလား။မဟုတ်ပါဘူး။အိမ်မှာပဲရှိပါတယ်။ ိုင်းလောက်ပြောပြီးချိုသက်ကအင်ကိုဝင်လာပြီးတော့ဤသွေးကိုအင်းရဲ့နေရာတိုင်းမှာလိုက်ရှာခဲ့ပါတယ်။ဤသွေးကိုတနေရာမှမှရှာလို့မတွေ့တဲ့အခါသူ့ခန်းလေးကိုတွားခဲ့ပါတယ်။ဤသွေးဟာခန်းလေးမှာစာအုပ်ထိုင်ဖက်နေခဲ့ပါတယ်။မမကျမကြောင့်အခန်းထဲနေအပြစ်မထွက်တာနှစ်ရက်ရှိပြီ။အဲ့လိုမဟုတ်ပါဘူး။အမကြောင့်ညီမလေးအရန်ကြောက်သွားလို့တရက်နှစ်ရက်လောက်အခန်းပြစ်မထွက်ဘူးလို့တွေးပြီးနေနေတာ။အဲ့ဒါဆိုညီမလေးကြောက်တာလည်းလျော့သွားလိမ့်မယ်။အမကိုခွင့်လွတ်ပါနော်။ညီမလေးကိုလည်းခွင့်လွတ်ပါ။ မြမလေးအတွေးလွန်သွားတယ်။မြမလေးအတွေးမလွန်ရင်အခုလိုတွေဖြစ်မှာမဟုတ်ဘူး။မမလည်းကုကုကိုအခန်းထဲနေရလောက်ပိတ်ထားဆရာမလို့။မမပြောတယ်မလား။မြမလေးကိုကြည့်ပြီးအိမ်လုတ်တွေတက်သွားပြီဆို။အဲ့ဒါဆိုမြမလေးနဲ့တူတူအိမ်လုတ်တွေဝိုင်းလုတ်ပေးလေ။ပြီးရင်ဟင်းသင်းရွက်တွေဝယ်ဖို့လည်းတွားရအောင်မယ်။ချိုသက်ရဲ့စကားကိုကြားပြီးတဲ့အခါဤသွေးကဝမ်းသာသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကပြင်ဆင်ပြီး shopping mall ကိုဈေးဝယ်ဖို့ထွက်သွားကြပါတော့တယ်။အခုလိုမြင်ကွင်းကိုတွေ့တဲ့အခါမိသားစုတွေအားလုံးလည်းဝမ်းသာနေကြပါတယ်။ တို့သေးတာပေါ့ငါတို့ချွေးမနှစ်ယောက်ကြားမှာဝေးကွာမှုတွေမရှိတော့ဘူးချွေးမကြီးလည်းပြောင်းလဲသွားပြီချွေးမငယ်စိတ်ထဲကကြောက်စိတ်တွေလည်းပြေပြောင်းသွားပြီအခုလိုပဲချွေးမနှစ်ယောက်ပျော့ပျော့ရွှင်ရွှင်နဲ့အတူတူရှိနေတာပဲလို့ချက်နေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်